တင့်တယ်တော်ခြေကိုပိုင်ဆိုင်တော်သူဆိုတဲ့နှုတ်ကပတ်တော်နဲ့ဝင်ငါချင်ပါတယ်ဒီကနေ့ကျွန်တော်တို့ခရံတွေအတ္တမှာကဘာကြီးတစ်ခုလုံးကိုပတ်ပြီးမှတရားဒေသနာကို ပြောနေတာထက်ကိုနဲ့နီးဆက်ရနီးဆက်ပတ်ဝန်းကျင်မှာခရစ်တော်ကိုမိမိအရှင်သခင်ကယ်တင်ပိုင်ရှင်ဖြင့်ယုံကြည်လက်မခံသေးတဲ့သူတွေကိုကယ်တင်ခြင်းတရားပြောတာကဖျားသခင်ရှိတော်မောက်မှာ တင့်တယ်တော်ချီကိုပိုင်ဆိုင်တော်တင်များဖြစ်တယ်ဆိုတော့ကိုတွေ့ရပါတယ်အဲ့ဒီအကြောင်းတရားနဲ့ပတ်သက်ပြီးမှဒီကနေ့နှုတ်ကပတ်တော်ကိုဝေငါတတိခါမှာဖြစ်ပါတယ်ယောမခန်းကြီး30ခန်းငယ်ဆန်ကားကိုကျွန်တော်ဖတ်ရအောင်လူကိုမစေလွတ်လင်အဘယ်တို့ဟောပြောနိုင်မည်နီထိုတုံးနဲ့အညီကျန်းစာလာဒီကငိန်တက်ချင်းဤဝမ်းမြောက်เสียတည်င်းကောင်းကျိုးချမ်းသာဤဝမ်းမြောက်เสียတည်င်းကို ကြားပြောတော်သူဤခြေတို့သည်အလွန်တင့်တယ်စွာတကားဟုလာတည်းဖတ်တော်တဲ့နှုတ်ကပတ်တော်ပေါ်မှာအထူးပဲဖျားသခင်ကောင်းချီးပေးပါစေကျွန်တော်မလေးရှားကနေလာတဲ့လူတွေကတိမယ်တမင်းလူမျိုးတွေဆိုတာတိလားအင်္ဂေပေါ်တဲ့ဆရာတွေလေတမင်းလူမျိုးတွေဆိုတာကမလေးရှားမှာအရေးများတာဖြစ်တယ်ဒီလိုပဲသူတို့ဟာအိန္ဒိယနိုင်ငံမှာလည်းသူတို့က တမင်းနရိုးဆိုတဲ့အိန္ဒိယစတိတ်အကြီးကြီးကိုသူတို့ကပိုင်ဆိုင်ထားတဲ့သူတွေဖြစ်တယ်။သူတို့လူမျိုးတွေရဲ့ထုံးစံမှာတစ်ခုရှိတယ်။သူတို့ကအပူပိုင်းဒေသမှာနေတယ်။သူတို့ကတိုက်အိမ်တွေအကြီးကြီးစောက်ပေမဲ့သူတို့အိမ်မှာနောက်ဘေးပေါက်ဆိုတာမရှိဘူး။သူတို့ကလူထူးဆန်းနေဖြစ်တယ်။နောက်မှသူတို့ရဲ့ဓလေ့ထုံးစံကဒီလောက်ပူပြင်းတဲ့နေရာမှာနေပေမဲ့ဖဏတ်မစည်းတဲ့လူမျိုးဖြစ်တယ်။ဖဏတ်မစည်းပဲနဲ့သူတို့ဟာ သွာလာပြီးမှလှုပ်ရှားတဲ့လူမျိုးတွေဖြစ်တယ်။အဲ့ဒီတမင်းလူမျိုးတွေနေတဲ့စိတ်မှာကျွန်တော်ကကျန်းစာကြောင်းတက်ခဲ့တာဖြစ်တယ်။အဲ့ဒီစိတ်မှာကျွန်တော်ကျန်းစာကြောင်းတက်တဲ့အခါမှာကျွန်တော်တို့ကအဆောင်ကတတိယတုံးထပ်အဆောင်ဖြစ်တဲ့အခါမှာဒုတိယအဆောင်ဘရန်ဒါမှာကျွန်တော်တို့အကြောင်းသားတွေကထိုင်ပြီးမှအပြင်မှာသွာလာတဲ့လမ်းလျှောက်တဲ့လူတွေကိုကျွန်တော်ငေးမောကြည့်ပြီးမှထိုင်တက်ပြီးမှအဲ့မှာ စကားပြောလို့ရှိကြတယ်။အဲ့ဒီခါမှာတမင်းလူဖိုးကြီးတယောက်ကဘာလုပ်လဲဆိုတော့ ဆိုင်ကယ်စီးလာတာသူ့ရဲ့ဆိုင်ကယ်ကတကယ်အမြင့်ဟိုလက်ကင်မြင့်ကြီးတည်မလားတကယ်စမတ်တယ်လေဒူ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 ဆိုစီးလာဟာကျွန်တော်ဝေးရကြည့်တော့အရန်ခန်းလာတယ်အဖိုးကြီးကဘာလို့သူကမုတ်စိမွေးလဲအရန်လာတယ်လေမုတ်စိမွေးအရှိအာမြန်မာလေးကလည်းနေကမြန်မာနဲ့အင်းကြီးကလည်းပေါ်မှာဂျက်ကင်အကောင်စားနဲ့ဝက်လာတာဘောင်းမီရှီလဲရှဲဝက်လာတာ ဆိုင်ကယ်ရှိလာဒူ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 ရှိလာဟာကျွန်တော်တို့ကအရင်အားကြတာဟာမိုက်လိုက်တာကြီးစမ်းမဟိုအဖိုးကြီးကိုလို့ကျွန်တော်ပြောလိုက်တာဘယ်ဟုတ်မလဲအပေါ်ပိုက်တော့အရင်လာပြီမဲ့ဖဏတ်ကပါမလာဘူးစဉ်းစားကြည့်နော်ဒီလောက်ခန္ဓာထေဝါစာဝင်လာပြီးမှစီးလာတဲ့ဆိုင်ကယ်ကိုလည်းအားမနာဘူးဖဏတ်မပါတဲ့ခြေတော့ကလည်းညစ်ပပတ်နဲ့ဆိုင်ကယ်စီးလာတဲ့ခါမှာ तू ဘလို့ပဲခန္ဓာပြီမဲ့သူ့ရဲ့ခြေတော့ကမလာတဲ့ခါမှာသူ့ရဲ့ခန္ဓာမှုဟာအလကား ပျက်စီးသွားတာဖြစ်တယ်ဒီလိုပါပဲကျွန်တော်တို့ရဲ့တက်တာမှာဖရာတခင်ရှေ့မောက်မှာကျွန်တော်တို့ဟာအပေါ်ယံမှာလပတ်တင့်တအောင်ဝက်စားနေပြီမဲ့ကျွန်တော်တို့ရဲ့ခြေဟာဖရာတခင်ရှေ့မောက်မှာ မတင့်တယ်ဘူးဆိုရင်တော့ကျွန်တော်တို့ဘလို့ပဲဝက်စားဝက်စားကျွန်တော်တို့ရဲ့ဘဝဟာတင့်တယ်ခြင်းမရှိတဲ့ဘဝကိုပဲပိုင်ဆိုင်ကြရမှာဖြစ်တယ်ဒါကြောင့်ဖရာတခင်ရှေ့တော်မောက်မှာ တင့်တေတော်ချီကိုပိုင်ဆိုင်တော်သူများဖြစ်ပွင့်အတွက်အချက်၃ချက်ကိုကျွန်တော်တက်တာမှာလောက်ရမှာဖြစ်တယ်ပထမတစ်ချက်ကကျွန်တော်တို့ကဝတ်မြောက်စရာတရင်ကိုဟောပြောတော်ပတ်ဆက်ရှိဖွင့်အတွက်လို့တယ်ဒုတိယတစ်ချက်နေနဲ့ဝတ်မြောက်စရာတရင်ကို ကြားပြောတော်နှလုံးသားနှလုံးစိတ်နှလုံးရှိဖို့လို့တယ်တတိယတစ်ချက်ကဝတ်မြောက်စရာတရင်ကိုကြားပြောတော်စိတ် ဆိုတဲ့အရာသုံးချက်နဲ့ကျွန်တော်ဒီကနေ့ဝေငါတက်တည်ခံချင်ပါတယ်တော်ဝတ်မြောက်ဆရာတရင်ကိုကြားပြောတော့ပဆက်ဆိုတာကအရှမ်းအရေးကြီးတယ်ကပောက်ချန်ခန်းကြီး၄စနစ်ကိုကျွန်တော်ကြည့်တဲ့အခါမှာယာကုပ်မသား၁၂ယောက်ရှိတယ်ယောတကသူ့အကိုတွေကရောင်းစားလိုက်တယ်သူဟာရောင်းစားခြင်းခံပြီးမှသူများနိုင်ငံမှာကျုံခံစားရတယ်ဒါပေမဲ့သူ့အဖေယာကုပ်က Israel ဣတရီလကသူ့ရဲ့သားတွေကိုသူပါပြောဆိုမင်းတို့ဘာဖြစ်လို့အချင်းချင်းကြည်နေကြတာလဲသွားဟိုမှာအစ်ဂျစ်ပြည်မှာသွားပြီးမှစာနယ်ရိတ်ခါကိုသွားရှာပါဆိုတဲ့အကြောင်းကိုကျွန်တော်တို့ Bible study အချိန်မှာကျွန်တော်တို့ဒီစကားကိုပြောခဲ့တာဖြစ်တယ်ဒီကနေ့ဝမ်းမြောက်စရာတည်င်းကိုပြောဟာကြားပြောတော့ပဆက်ဆိုတာကနံပါတ်1ဖျားသခင်ရဲ့ရှိတော်မှာတင့်တယ်တော်ချီကိုဖြစ်စီတာဖြစ်တယ် ခရစ်တော်ကသင်တို့ဒီဝေနေရတတော်ပေါ့တော်ရဲ့ဧဝံဂေလိတရားကြောင်းကိုဟောပြောကြလောလို့ပြောထားတာဖြစ်တယ်။ဒီကနေ့ကျွန်တော်တို့တက်တာမှာကမာရဲ့ဝမ်းတစ်ခုလုံးကိုတွားမှဧဝံဂေလိတရားကြောင်းကိုဟောပြောတော်သူများဖြစ်မယ်ဆိုရင်ဖရာသခင်ရှိတော်မှာမှတင့်တယ်တော်ချီကိုပိုင်ဆိုင်တော်သူများဖြစ်မှာဖြစ်တယ်။ဒါဆိုရင်အဲ့ဒီဟောပြောတဲ့ပတ်သက်တွေကိုကျွန်တော်တို့ကဘယ်လိုမွေးထိုးရမလဲ။ ဒီကနေ့ကျွန်တော်ကြည့်ရအောင်မိဘတွေတော်တော်များများကလေပြောလိရှိတယ်ကျွန်တော်ငငယ်တော့ကျွန်တော်အမိပြောတဲ့စကားလေးတခုတွားတရရတာအမိကဘာပြောလဲဆိုတော့တားရတဲ့နေငါတဲ့ငါရဲ့ဘန်ကတ်နော်တဲ့ဒါနဲ့တင်ကြီးလာတဲ့ခါကျရင်တင်ကကျွန်တော်ကိုလုတ်ကျွေးရမယ်ဆိုတဲ့သဘောကိုပြောတာဖြစ်တယ်ကျွန်တော်အမိပြောပုံရဆိုကျွန်တော်တထေးပေါ့နော်ဒီတားသမီးငါရောကျွန်တော်ကိုကျွေးမယ်မဆိုရင်ကျွန်တော်ထိုင်စားလို့ရပြီနော် အဲ့ဒီသဘောကိုပြောတာဖြစ်တယ်ဒီလိုပဲမိခင်တွေဖြစ်တဲ့ခါမှာကျွန်တော်သားသမီးတွေကကျွန်တော်တို့ကိုပြန်ပြီးမှအလုပ်ကျွေးပြုတာကိုလိုချင်ကြတယ်သားသမီးဆိုတာကျွန်တော်ရဲ့ဘန်ကတ်မဟုတ်ဘူးသားသမီးကိုကျွန်တော်တို့ဘယ်လိုခံယူရမလဲဆိုရင်ကျွန်တော်အဖေပြောတဲ့စကားတစ်ခုလေးကိုလည်းပြန်ပြီးမှပြောချင်တယ်အဖေကဘာပြောလဲဆိုတော့တားတဲ့နင့်ကငါအမွေမပေးနိုင်ဘူးတဲ့ဒါပေမဲ့အမွေပေးနိုင်တဲ့တစ်ခုကတော့ဘာလဲဆိုတော့တွားနိုင်ငံခြားမှာတွားမှာအလုပ်လုပ်မှာကို့ဟာကိုထွက်ပေါက်ရှာပါ ဖရာအမှုတော်ဆောင်ပါဆိုပါကျွန်တော်ကိုလွတ်လိုက်တယ်ရဖြစ်တယ်အဲ့ဒီအဖေရဲ့စကားကိုနားထောင်ခဲ့တဲ့တကြောင်မလေးရှားရောက်လာတယ်မလေးရှားမှာမှုတော်ဆောင်လာတယ်ယခုဖရာရဲ့ဂျေဇုတော်ကြောင့်တင်တို့ရဲ့အရှိမမတည့်ပြီးမှဖရာသခင်ရဲ့ကောင်းမြတ်ခြင်းကိုခစ်ကျင်းနေရတော့ခွင့်ကိုပိုင်ဆိုင်ရတာဖြစ်တယ် praise the lord ဒီနေ့ကျွန်တော်တို့တက်တာမှာကျွန်တော်တို့မွေးဖွားတဲ့တာသမီတွေကျွန်တော်တို့ရဲ့ Sunday school ကလေးတွေကိုကျွန်တော်တို့အသင်းတော်တစ်ခုထဲအတွက် ကျွန်တော်အသက်ကျမအသက်ပဲဆိုရဲစိတ်မရှိပဲနဲ့ဒီတာသမီးတွေအင်ဂျင်နီယာဖြစ်မယ်ဒေါက်တာတွေဖြစ်မယ်ကျွန်တော်တို့ကိုပြန်ပြီးမှကြီးစုပြုတ်စုမဲ့သူတွေဖြစ်တယ်ဆိုရဲစိတ်နဲ့ပဲကျွန်တော်တို့ကစိတ်ကူးရင်တော့သူများမို့ပဲနဲ့တွားအမှုတော်ဆောင်ဖရာသခင်အတွက်ဆက်ကပ်ပါပါဝင်ပါဆိုပြီးမှခိုင်းစေတတ်တော့နှုတ်ရှာပါစကူပိုင်တော်မိခင်ဖခင်များဖြစ်ဖွယ်အတွက်အရာအရေးကြီးတာဖြစ်တယ်ပရိသတ် အဲ့ဒီလိုနှုတ်ရှာပစပ်ပစပ်ကိုပိုင်းဆိုင်ထားတော့သူများဖြစ်မဆိုရင်ဒီနေ့တင့်ရဲ့တာသမီတွေကအမှုတော်မြတ်မှာပါဝင်လာတဲ့အခါမှာတင်ဟာကြီးမားတဲ့အမှုတွေကိုမပြုတ်နိုင်ပေမဲ့ကိုယ့်ရဲ့တာသမီတွေကိုအမှုတော်မြတ်တဲ့စေခိုင်းတော့ပစပ်ကိုပိုင်းဆိုင်တော့သူများဖြစ်တော်မူတော့ကြောင့်တင်ဒီကျွန်ုပ်ဒီဘုရားသခင်ရှိတော်မောက်မှာတင့်တဲ့တော်ချီကိုပိုင်းဆိုင်တော်သူများဖြစ်ကြမှာဖြစ်တယ်ပရိသတ် အရောက်စီတိုင်းရဲ့တက်တာမှာကိုယ့်ရဲ့တာသမီတွေကိုအမှုတော်မြတ်တဲ့ဘုရားသခင်အတွက်စီခိုင်းတက်တော်နှုတ်ရှာပါစကူပိုင်ဆိုင်တော်သူများဖြစ်ဖို့ရန်အတွက်အရောက်စီတိုင်းပေါ်မှာဘုရားသခင်အထူးပဲကောင်းချီးပေးပါစေဒုတိယတစ်ချက်အနေနဲ့ကျွန်တော်တွားရအောင်ဝမ်းမြောက်စရာတရင်ကို ကြာပြောတော်နှလုံးကျွန်တော်တက်တာမှာဘုရားသခင်ရဲ့ဝတ်မြောက်စရာတရင်ကိုဘယ်လိုကြားပြောရမလဲ။ပတ်စက်နဲ့မပြောနိုင်တော့မှကျွန်တော်ရဲ့နှလုံးသားခံစားချက်နဲ့ သူတပားကိုဖျားရဲ့ဝတ်မြောက်ဆရာတရင်ကိုဟောပြောလို့ရပါတယ်။ကပောက်ချန်ခန်းကြီး၄၀မှာတွေ့ရတယ်။ယောသကဘာလုပ်လဲဆိုသူကထောင်ထဲမှာကြာတယ်။ထောင်ထဲရောက်တဲ့အချိန်မှာစဉ်းစားကြည့်ပါမိတ်ဆွေ။သူ့ရဲ့တက်တာမှာဘလောက်ထိပူလောင်နေမလဲ။ဘလောက်ထိအမျက်ဒေါသတွေနဲ့ထွက်နေမလဲ။ဘလောက်ထိကြေကွဲပြီးမှဝင်းနေနေမလဲထောင်ဆိုတာ။ ဘလောက်ထိ loneliness တယောက်ထဲဆိုတဲ့အထိတ်ချမှုတွေခံစားနေရမလဲဆိုတာစဉ်းစားကြည့်ပါတော်တော်လေးကိုခဲနေနေရဖြစ်တယ်ထောင်ထဲရောက်နေပြီမဲ့သူ့ရဲ့ခံစားချက်သူ့ရဲ့ကြည်ကွဲချက်တွေကိုမကြည့်ပဲနဲ့ထောင်ထဲကို လာပြီးမှအချင်းကြတဲ့ဘရင်ရဲ့ခွက်ပလားခိုင်နေရောက်ကိုတွားကြည့်တဲ့အခါမှာတင်းတို့မျက်နာတွေဘာဖြစ်လို့ညိုးငယ်နေတာလဲ ဘလို့အမှုတွေဂျုံလို့တင်းတို့ရဲ့မျက်နှာကညှိုးငယ်နေတာလေဆိုတော့တော်မီးတဲ့ခါမှာအဲ့ဒီအကျဉ်းသားနေရောက်ကကျွန်တော်တို့ဟာကို့ရဲ့အဖြစ်ကြောင့်ထောင်ထဲကြတာဖြစ်တယ်ဒီလိုဒီလိုကြောင့်ဖြစ်တယ်ဆိုမှသူတို့ပြောပြပါတယ်နောက်ပြီးမှပြောလဲဆိုတော့သူတို့ဟာသူစားတဲ့အိမ်မက်ကိုမဲ့တဲ့ခါမှာအဲ့ဒီအိမ်မက်ရဲ့အတိတ်ပဲကိုနားမလည်တဲ့တကြောင်ကျွန်တော်မျက်နာညှိုးနှွားညှိုးငယ်ရခြင်း ဖြစ်ပါတယ်ဆိုပြီးမှဂျိုးယောတာကိုဂျိုးဆက်ကိုသူတို့ကပြန်ပြီးမှပြောပါတယ် ယောတာဟာအဲ့ဒီချိန်မှာထောင်မူးဖြစ်တယ်ထောင်မူးတယောက်ဆိုတဲ့ခါမှာသူ့မှာအာနာရှိတယ်ထောင်ထဲမှာဝင်လာတဲ့လူကို ထိုင်ဆိုရင်ထိုင်ထဆိုရင်ထအမိန့်ပေးလို့ရတယ်ရိုက်လို့ရတယ်ဆုံးမလို့ရတယ်ဒါပေမဲ့အဲ့ဒီအခွင့်အာဏာကို तू ကတုံးပြီးမှအဲ့ဒီလူမျိုးကိုရိုက်လားပုတ်လားမလုပ်ဘဲနဲ့တင်တို့ဘယ်လိုအမှုပြတနာနဲ့ကြုံနေတာလဲဆိုမှသွားမြင်နေဆိုတော့တွေ့ရတယ် သူ့ရဲ့ခံစားချက်ကိုဘေးဖယ်ထားပြီးမှ သူတပားရဲ့အမှုကိုဦးစားပေးမှမင်းမြန်တဲ့အခါမှာအဲ့ဒီလူနေရောက်ရဲ့အိမ်မဲရှူပါရုံလဲပြန်ပြီးမှဘာသာပြန်ပေးနိုင်တဲ့သူကောင်းကြီးကိုရောတာရဲ့တက်တမခံစားသွားတာဖြစ်တယ်။ဒီပြမကတိအဲ့ဒီလူနေရောက်ကိုဘာသာပြန်ပေးလိုက်လို့သူတို့ရဲ့အခက်ခဲကိုကူညီပေးလိုက်တဲ့အကြောင်းသူဟာရှင်ဘရင်ရဲ့အရှိကိုရောက်ပြီးမှ ယာပနာတာပနာဆိုတဲ့ဘွဲ့နာမကိုရှင်ဘရင်စီကနေပေးအပ်ခြင်းကိုခံစားခဲ့ရတာဖြစ်တယ်။ဒီကနေ့ကျွန်တော်တို့ရဲ့တက်တာမှာကျွန်တော်တို့ရဲ့ခံစားချက်တွေရှိတဲ့အခါမှာအဲ့ဒီခံစားချက်တွေနဲ့ကောင်းကျိုးသူတပတ်ကိုကောင်းမှုကုတူပြုတ်တဲ့အရာကိုရက်တန့်သွားခြင်းမရှိဘဲနဲ့မိမိတို့ရဲ့ခံစားချက်ကိုဘေးဖယ်ပြီးမှသူတပားရဲ့အခက်ခဲကို ကူညီမဆက်တတ်တော်သူများဖြစ်မဆွေရင်ကျွန်တော်ရဲ့အသက်တာမှာဇာဗနာတာဗနာဆိုတဲ့ဘွဲ့အနာမတွေကိုလေဖျားသခင်စီကနေကျွန်တော်ခံစားနိုင်ရတဲ့ခွင့်ကို ပိုင်ဆိုင်ရမှာဖြစ်တယ်ဒီကနေ့လောကမှာကျွန်တော်ကြည့်တဲ့ခါမှာအောင်မြင်တဲ့သူတွေဟာဘသူတွေလဲဖျားသခင်ရှေ့မှာမှာတင့်တယ်တဲ့ခြေကိုပိုင်ဆိုင်တဲ့သူတွေဟာဘသူတွေလဲဆိုဝိညာဉ်တော်နဲ့ပြည့်ဝတဲ့သူတွေဖြစ်တယ်အာမင်ဒါဆိုကျွန်တော်ကြည့်ရအောင် ယောသရဲ့တက်တာမှာဝိညာဉ်တော်နဲ့ပြည့်ဝအချင်းကပါလဲဆိုတော့ကိုယ့်ရဲ့အခက်ခဲကိုဖယ်ပြီးမှသူတပားရဲ့ပြဒနာကိုဖြေရှင်းတဲ့သဘောကိုပိုင်ဆိုင်တဲ့သူတွေဟာဝိညာဉ်တော်နဲ့ပြည့်ဝတော်သူဖြစ်တယ်။ဒါဆိုကျွန်တော်ကြည့်ရအောင်ဝိညာဉ်တော်နဲ့ပြည့်ဝခြင်းနော်ဒီအရာနဲ့ပတ်သက်မှလူတွေမြောက်များစွာကရှုပ်ထွေးကြတယ်။ဝိညာဉ်တော်နဲ့ပြည့်ဝခြင်းဆိုတဲ့အတိတ်ပဲတကယ် meaning ကဘာကိုပြောနေတာလဲလို့ပြောစင် understanding ကိုပြောနေတာဖြစ်တယ်။ ီကနေ့ဝိညာဉ်တော်နဲ့ပြည့်ဝတဲ့သူတွေဆိုတာကကြီးမားတဲ့အမှုတွေကိုပြုတ်နိုင်တာထက်ဖယားသခင်ရဲ့ဆိုလိုခြင်းဖယားသခင်ရဲ့ညားမကိုနားလေခြင်းကဝိညာဉ်တော်နဲ့ပြည့်ဝခြင်းဖြစ်တယ်။ယောသရဲ့အသက်တာမှာသူဟာထောင်ထဲမှာနေတယ်။ထောင်ထဲမှာနေတဲ့ချိန်မှာသူနမိတ်လက္ခဏာအကြီးကြီးတွေသူမလုပ်ခဲ့ပါဘူး။အိမ်မက်လေးပြန်ပေးလိုက်တာနဲ့အဲ့ဒီအိမ်မက်ပြန်ခြင်းအပြင် မင်းရှိတော်မောက်ကိုရောက်သွားတယ်။မင်းရှိကိုရောက်သွားတဲ့ခါမှလေမင်းရှိတော်မောက်မှာယောသကနမိတ်လက္ခဏာအကြီးကြီးတွေလုတ်ခဲ့တယ်ဆိုတာတခູ່မှမတွေ့ရဘူး။ဘာဖြစ်မလဲဆိုတဲ့အရာကိုပြောတဲ့အခါမှာဝိညာဉ်တော်နဲ့ပြည့်တဲ့ဝိညာဉ်တော်ရဲ့တကူကိုပိုင်ဆိုင်တဲ့တင့်လို့လူဘယ်မှာရှာတွေ့မလဲ။ဒါကြောင့်တင်ကိုယ်တိုင်ဒီကနေ့ဒီတိုင်းနိုင်ငံကိုအောက်ဆိုးပါဆိုပြီးမှဘယင်ပြင်သူဒုတိယဘယင်ဖြစ်နေတယ်။ ဇာပနာတာဖနာပွဲနဲ့အီဂျစ်ပြည်တခုလုံးကိုသူကဥဆောင်လာတာဖြစ်တယ်။အဲ့ဒီလိုဥဆောင်မှုအဲ့ဒီလိုအောင်မြင်မှုကဘယ်အနေလာတာလဲဆိုရင်ဝိညာဉ်တော်နဲ့ပြည့်ဝတဲ့အကြောင်းဖြစ်တယ်။အဲ့ဒီဝိညာဉ်တော်နဲ့ပြည့်ဝခြင်းဆိုတာကဘာလဲ။ဖျားသခင်ရဲ့ညံ့ရမကို နားလေခြင်း။ဖျားသခင်အလိုတော်ကိုနားလေခြင်းဖြစ်တယ်။ ဒီကနေ့တင်းနဲ့ကျွန်တော်ရဲ့တက်တာမှာဝိညာဉ်တော်နဲ့ပြည့်ဝခြင်းလို့ဆိုရင်ဖရာသခင်ရဲ့နဲ့နဲ့တော့နှုတ်ကပတ်တော်ကိုရှင်းရှင်းလင်းလင်းနားလည်ခြင်းရှိဖွယ်တယ်လို့ရတယ်။ဖရာသခင်ရဲ့နှုတ်ကပတ်တော်ကိုသင်ကရှင်းလင်းစွာနားလည်ပြီးဆိုရင်သင်ဟာဖရာသခင်ရှိတော်မှောက်မှာဝိညာဉ်တော်နဲ့ပြည့်ဝတော်သူဖြစ်တယ်။တင်းတက်တာမှာဖရာသခင်ရဲ့နဲ့နဲ့တော့နှုတ်ကပတ်တော်ကိုတည်ပြီးဆိုရင်သင်ဘဝမှာလူမြောက်ခြင်း ကိုခံစားမှာဖြစ်တယ်။တင်းလှုပ်လေသည်။မှလည်းကောင်းကြီးတွေကတင်းကို စီးကျူနေမှာဖြစ်တယ်။တင်းဖျားသခင်ရဲ့စီတဘောတဘောရှင်းရှင်းချင်းလေးနားလည်လာပြီဆိုရင်တင်းလှုပ်နေတဲ့စီပွားရေးမှာလည်းတင်းအောင်မြင်မှာဖြစ်တယ်။တင်းနှုတ်ကပတ်တော်ကိုရှင်းရှင်းလေးလေးနားလည်ပြီဆိုရင်တင်းရဲ့တက်တမချီနှောင်နေတဲ့တကားတွေနော်အလုံးမလုံးနိုင်တဲ့တင်းအတေနေတဲ့ကြောတွေကိုတောင်းမှပြန်လဲပြီးမှရှင်ပြန်ထမြောက်စေနိုင်တဲ့အရာဖြစ်တယ် ဘုရားသခင်ကနှုတ်ကပတ်တော်အဖြစ်ကောင်းကင်စစ်စာဝါတစ်ခုလုံးကိုဖန်ဆင်းခဲ့တဲ့ဘုရားသခင်ဖြစ်တယ်။နှုတ်ကပတ်တော်အဖြစ်ဖန်ဆင်းခြင်းနဲ့ကင်းလွတ်တဲ့အရာတစ်စုံတစ်ခုမှမရှိလို့ပြောထားတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့တက်တာမှာပထမဦးဆုံးအဒီမတ်တစ်ကျွန်တော်ဦးစားပေးရမှာတမန်ကျမ်းစာဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်တယ်။သင်ပေါ်မှာနှုတ်ကပတ်တော်ကိုနားလည်ပြီဆိုရင် ်သင်ရဲ့နှလုံးသားဟာပြောင်းလဲခြင်းအသက်တာရှိလာမှာဖြစ်တယ်။ဘုရားသခင်နဲ့တော့နှုတ်ကပတ်တော်ကိုသင်နားလည်လာပြီဆိုရင်သင်ရဲ့တောကပြဿနာတွေကိုသင်ကသူများကိုပြောတာထက်ဘုရားသခင်ရဲ့နင်နေတော့နှုတ်ကပတ်တော်တရားကိုပဲသင်ကြားပြောခြင်းလာမှာဖြစ်တယ်။ဒါကြောင့်ဒီကနေ့တက်တာမှာကျွန်တော်တို့တိထားဖို့ရန်အတွက်ကသူတပါးကိုညီမရဲ့နှလုံးသားနဲ့အညီချစ်တတ်တော်သူများဖြစ်ဖို့ရန် ခွန်အားပေးတတော်သူများဖြစ်ပွင့်တဲ့ဝိညာဉ်တော်နဲ့ပြည့်ဝဖို့လိုတယ်။ဝိညာဉ်တော်နဲ့ပြည့်ဝတဲ့သူဟာဝမ်းမြောက်စရာတရင်ကိုမိမိရဲ့နှလုံးသားနဲ့ဟောပြောတော်သူဖြစ်တာဖြစ်တယ်။ထိုကဲ့သို့နှလုံးသားကိုပိုင်ဆိုင်တော်သူတို့ဟာဖရာသခင်ရှိတော်မှောက်မှာတင့်တယ်တော်ချီကိုပိုင်ဆိုင်တော်သူတွေဖြစ်တယ်။အယောက်စီတိုင်းပေါ်မှာ ထိုကဲ့သို့တော့တင့်တယ်တော့နှလုံးသားကိုပိုင်ဆိုင်တော်သူများဖြစ်ဖို့အတွက်ဘုရားခင်အထူးပဲကောင်းကြီးပေးပါစေ။နောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်ခွန်အားပေးချင်တာကဝတ်မြောက်ဆရာတရင်ကိုပြောတော့စိတ်နှလုံးစိတ်ပေါ့နော်။ तू อ่ะအင်္ဂလိပ်လိုမှဗမာလိုကျစိတ်နှလုံးဆိုပြီးသွားတာ။ဒါပေမဲ့အင်္ဂလိပ်လိုမှကျ heart and mind ဆိုမှခွဲထားတာဖြစ်တယ်။ဆိုတော့ကျွန်တော်ဒီမှာဝတ်မြောက်ဆရာတရင်ကိုပြောတော့စိတ်ဆိုပြီးမှကျွန်တော်ခေါင်းစဉ်လေးနဲ့ခွန်အားပေးချင်တယ်။ တို့ဖြစ်၍ယုံကြည်ခြင်းဤကြားနာခြင်းအဖြစ်ဖြစ်ကြားနာခြင်းဤလေဘုရားတခင်စကားတော်အားဖြင့်ဖြစ်၏ဆိုတော့ကိုယောမအခန်းကြီး30ခန်းငယ်ခွန်မှာတွေ့ရတာဖြစ်တယ်စိတ်ဆိုတာကဘာပေါ်မှာအမြန်ဆုံးဟိုအားလုံးမယ်ဆိုတာကိုမလုံသေးဘူးစိတ်ကရောက်ပြီးပြီခရစ်တော်ယေရှုကစိတ်မြန်တဲ့သူ့ရဲ့တပည့်တော်တွေကိုတခင်ကျွန်တော်ဒါနဲ့ခုတ်လိုက်ရမလားဆိုမှခုတ်ပြီးသားတပည့်တော်တွေကိုလည်းပိုင်ဆိုင်ထားတဲ့ခရစ်တော်ဖြစ်တယ် ဒါကြောင့်ခရစ်တော်ယေရှုကရှင်ပြန်ထမြောက်ပြီးတဲ့အချိန်မှာတပည့်တော်တို့ကို စိတ်မြန်တော်သူများမဖြစ်ပဲနဲ့အတ္တတမှာစိတ်နှလုံးဟာဖျားသခင်အလိုတော်တိုင်းလိုက်လျှောက်တက်ရှိပြီးမှအစီခံပွင့်ရတဲ့နိုးစော်ခဲ့တယ်ဆိုတွေ့ရတယ်။ဘုရားစိတ်လေအရန်အောဆရာကောင်းတာဘုရားစိတ်ဆိုတဲ့တဘာဝကအချိုအရန်ကြိုက်တာဒါပေမဲ့ချန်ပီယံမှာနေတဲ့ဘုရားစိတ်တကောင်ကျွန်တော်တွားမြင်တာ ကျွန်တော်ငငယ်တော့ကြံခင်းသွားတဲ့ခါမှာကြံပြီးပေါ်မှာရှေ့ပြည့်စိတ်ကိုကျွန်တော်ကြည့်တော့အဲ့ဒီပြည့်စိတ်ကဘာလို့လဲဆိုတော့ तू ဘိုက်စားတဲ့ခါမှာအစာရှာစားတာဘလို့ရှာစားလဲဆိုအဲ့ဒီကြံပြီးပေါ်မှာ तू အတိုက်ဆောက်ထားတာဒါမဲ့ तू ဆင်းလာပြီးမှအောက်မှာရှိတဲ့အစာဆောင်ရှာပြီးမှအဲ့ဒီကြံပြီးပေါ်မှာပြန်တက်ပြီးမှကြံပြီးပေါ်မှာအဲ့ဒီအစာကို तू စားတာအဲ့ဒီ तू ရှာတဲ့အစာကလည်းအချူဖြစ်နေတာကျွန်တော်စဉ်းစားတော့အော်ဒီကြံပြီးပေါ်မှာရှိတဲ့ဒီပြည့်စိတ်က တူနေတဲ့ချန်ပင်ဆိုတာအယမ်းချူတာတကြားထွက်လာတဲ့အပင်ဖြစ်တယ်ဒါပေမဲ့ तू အဲ့ဒီချန်ပင်ပေါ်မှာနေပြီမဲ့ तू အချူစားချင်တဲ့ခါမှာဟိုးအဝေးကြီးမှာရှိတဲ့ဗါလေအချူတွားယူပြီးမှရှာစားတာဒီလိုပဲချန်ပင်ပေါ်မှာအဲ့ဒီလိုနေတဲ့ပျက်စိတ်မိုက်လိုပဲကျွန်တော်တို့တွေကတခါတည်းမှာ ဖြစ်နေကြတယ်ကျွန်တော်တို့ကိုဖျားသခင်က ကြံပင်ပေါ်မှာကျွန်တို့ကိုထားနေတာဖြစ်တယ်။အချို့ဆုံးအချို့အကောင်းဆုံးတော့အကောင်းဆုံး တကာထဲမှာကျွန်တော်တို့နိုင်ငံမှာဖျားတခင်က ကျွန်တော်တို့ကိုထားနေတာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့ကဘလောက်ထိဟောဖြစ်လဲဆိုစိတ်ညံကြတယ်။ကျွန်တော်တို့ရှိနေတဲ့နေရာဟာဘလောက်ထိကောင်းနေဆိုတော့မေ့လျော်မှအဝေးမှာသွားရှာစားတတ်ကြတဲ့ကြံဒီလူဖြစ်နေကြတယ်။ဒါကြောင့်ဖျားတခင်ကဝမ်းမြောက်စရာတင်းကိုပြောတဲ့အခါမှာ တင်းရဲ့စိတ်နှလုံးနဲ့ဟောပြောတတ်တည်ခံတော့သူများဖြစ်စေခြင်းတယ်အဲ့ဒီစိတ်ဆိုတာကစိတ်မြန်ပြီးပါဟုတ်ဟုတ်ဆိုတဲ့လှုပ်တဲ့စိတ်နဲ့မဟုတ်ပဲနဲ့တည်ငြိမ်တော့စိတ်နှလုံးနဲ့ဟောပြောတတ်တည်ခံတော့အမှုတော်အစီခံတော့သူများဖြစ်စေခြင်းတဲ့ဘုရားသခင်ဖြစ်တယ်ဘုရားသခင်ခရစ်တော်ယေရှုကပြောလဲဆိုတော့ရက်လေးစဲလုံးလုံးတပဲ့တော်တို့နဲ့နေပြီးမှတင်တော့တယ်တမန်တော်ခန်းကြီးတက်မှာပြောတယ်နော် ယေရုရှလင်မြို့မှာတွားပြီးမှနေကြပါစောင့်နေကြပါဆိုပြီးမှမိတ်မှာခဲ့ပါတယ်အဲ့ဒီတပည့်တော်တို့ကို၃နှစ်ကတာကာလာလုံးတပည့်တော်တို့ဟာသူနဲ့အတူတွားလာပြီးမှတပည့်တော်တို့ကိုတင် जा ပို့ချပေးခဲ့တဲ့တပည့်တော်တွေဖြစ်တယ်မင်းတို့ရဲ့အစင်တစ်ဖြစ်ပြီးတွားပါလို့လည်းမခိုင်းစေခဲ့ဘူးအဲ့ဒီနေရာမှာစောင့်နေပါတန်ရှင်တော်ဝွင့်ရတော့လာခါတင်းတို့ဒီတကိုးကိုခံရ၍ ယေရုရှလင်မြို့မှာစတော်ဗာလဲယူဒာပြည်ရှမာရိပြည်မြေကြီးစွန့်တိုင်အောင်ဗာလဲငါဤတတိဖြစ်ကြလိမ့်မည်ဟုမိန်တော်မူတယ်ဒီကနေ့ကျွန်တော်တို့ရဲ့တက်တာမှာဖျားသခင်ဝတ်မြောက်စရာတရင်ကြောင်းကိုစိတ်နဲ့ဟောပြောတော်သူများဖြစ်စေခြင်းနဲ့ဖျားသခင်ဖြစ်တယ်အဲ့ဒီစိတ်ဆိုတာက ဝုန်းဆိုမထလို့တဲ့စိတ်နဲ့မဟုတ်ပဲနဲ့နော်ဖရာသခင်ရဲ့အလိုတော်ကိုစောင့်ပြီးမှအစီခံတော်သူများဖြစ်စီခြင်းနဲ့ဖရာသခင်ဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ကယနေ့အချိန်မှာအသင်းတော်မှာဒီနေရာမှာကျွန်တော်တို့ကကောင်းကောင်းလေးအစီခံမစွေနောင်တနေ့တဆင့်ပြီးတဆင့်ဖရာသခင်ကတင့်ကို မြေကြီးစွန့်တိုင်အောင် အမှုတော်မြေမှာကျယ်ပြန့်စွာအသုံးပြုမှ ဖြစ်တယ်။ဒါကြောင့်ကျွန်တော်တက်တာမှာနံပါတ်1ကျွန်တော်တည်ထားဖို့ရန်အတွက်ကဘာလဲဆိုရင်မိမိတို့ရဲ့စိတ်ကိုဖျားသခင်ရဲ့အလိုတော်တိုင်းတွာလာပြီးမှဝင့်ခံတတော်တဘောရှိပြီးမှ အမှုတော်မြေမှာပါဝင်တော်သူများဖြစ်ဖို့ရန်အတွက်ဖျားက အထူးပဲနှိုးဆော်ထားတာဖြစ်တယ်။စိတ်ဆိုတာက အဝေးကြီးကိုအရင်ဦးဆုံးမစင်စားဖို့ဖြစ်တယ်အာမင်ဒီမှာရှိတဲ့လူတွေကို ကြည်ကျင်နဲ့နဲ့ကျွန်တော်တို့ကတီဆောက်ရမှာဖြစ်တယ်စိတ်ကူးပေါက်တိုင်းလောက်တာမျိုးမဟုတ်ဘူးနဲ့ဖရားရဲ့အလူတော်ကဘာလဲဆိုတော့ကိုတီးပြီးမှအဲ့ဒီအလူတော်ထဲမှာလှုပ်ဆောင်တတ်တော်သူများတင်းနဲ့ကျွန်တော်ဖြစ်မှာဆိုရင်ဝမ်းမြောက်စရာတရင်ကိုစိတ်နှလုံးနဲ့ကြောပြောတော်သူဖြစ်တော်မူတော့ကြောင့် ဖျားသခင်ရှိတော်မူမှာတင်းနဲ့ကျွန်တို့ဒီတင့်တယ်တော်ခြေကိုပိုင်ဆိုင်တော်သူများဖြစ်မှာဖြစ်တယ်ဒီကနေ့ဝင်းနေစရာကောင်းတာကလူတွေမြောက်များစွာကမှုတော်ဆောင်ပေမဲ့ဖျားသခင်ရှိတော်မူမှာဖျားရဲ့အလိုတော်နဲ့မဆောင်တဲ့ခါမှာတင့်တယ်တော်ခြေကိုမပိုင်ဆိုင်တဲ့လူတွေမြောက်များစွာပါနေတာဖြစ်တယ်တမန်တော်ထဲမှာကျွန်တော်ကြည့်တဲ့ခါမှာပေါလုကဘလောက်ထိတော်မှာဖျားသခင်ကဝိညာဉ်တော်နဲ့ပြည့်ဝတဲ့ခါမှာ ဖရားရဲ့နည်းနည်းတော့နှုတ်ကပတ်တော်ကိုနားလေတဲ့အခါမှာသူ့ရဲ့အရေးမှာသူများတွေနာမကျမ်းတဲ့လူတွေရှိနေမှာအရေးကိုရတဲ့လူတွေတော့မှကျမ်းမာခြင်းခွင့်ကိုရရှိခံစားတယ်။ဒီပြမကတဲ့ဦးဘာသာသူတို့ခါမှာခြီးတဲ့ဗါလဲဘယ်လိုပြောမလဲပါဝါဝတော်မှသူများကိုလက်ဆင့်ကမ်းပေးလိုက်တာနဲ့အဲ့ဒီပါဝါကိုကင်တဲ့လူတွေတော့မှကျမ်းမာခြင်းအခွင့်ကိုရရှိခံစားတယ်ဆိုတော့တွေ့ရတယ် အဲ့ဒီလောက်ထိဝင်ညင်တော်နဲ့ပြေဝတဲ့အခါမှာသူ့ရဲ့အတုံးဆောင်ပစ္စည်းတော်မှနာမကျန်းတဲ့လူတွေကကင်လိုက်တာနဲ့ပျောက်တဲ့အခွင့်အထိတော်မှရခဲ့တာဖြစ်တယ်။အဲ့ဒီခါမှာလေအဲ့ဒီမှာရှိတဲ့ prophet တားခုနှစ်ယောက်ကအားကြပြီးမှအိုးပေါ်လူရဲ့ဖျားယေရှုခရစ်တော်ရဲ့နာမတော်အဖြစ်နင်ထုတ်ပါတဲ့ဆိုပါနတ်ဆိုးတွေကိုနင်ထုတ်တဲ့ခါမှာနတ်ဆိုးတွေမထွက်သွားပင်းနဲ့အဲ့ဒီနတ်ဆိုးတွေကအဲ့ဒီလူတွေကိုပြန်ပူးခဲ့တယ်ဆိုတော့ကိုတွေ့ရတယ် ဒီကနေ့သူများဟောတဲ့နှုတ်ကပတ်တော်တွေသူများပြောတဲ့နှုတ်ကပတ်တော်တွေ ਨੇ အသက်ရှင်တော့သူများမဟုတ်ဘူးねကိုကိုယ်တိုင်ဖယားတခင်ရဲ့အသက်ရှင်တဲ့နှုတ်ကပတ်တော် ਨੇ သွာလာတတ်တော်သူများ ဖြစ်ဖွယ်အတွက်အရန်ကြီးကြည်တာဖြစ်တယ်ဆိုလိုချင်တာကအမှုတော်ဆောင်တွေဒီရဲ့နှုတ်ကပတ်တော်တရားကြောင်းကိုနားမထောင်ရဘူးလို့ကျွန်တော်ပြောနေတာမဟုတ်ဘူးခွန်အားယူဖွယ်အတွက်နားထောင်ရမှာတော့မှန်တယ်ဒါပေမဲ့ကိုကိုယ်တိုင်စာတန်နဲ့ ဝိညာဉ်ဆိုးရုံနဲ့ယင်ဆိုင်ရမယ့်အချိန်ဒီမှာကျွန်တော်တို့ကိုယ်တိုင်ဟာနှုတ်ကပတ်တော်ကိုရှင်းလင်းစွာနဲ့နားလည်ပြီးမှအဲ့ဒီနှုတ်ကပတ်တော်တဲ့အသက်ရှင်ပြီးမှကိုယ်ကိုယ်တိုင်စစ်တိုက်တော်သူများနှုတ်ကပတ်တော်နဲ့အသက်ရှင်တော်သူများဖြစ်မှတန်လင်ပေါ်လူကဲတို့တင့်ရဲ့ပါဝါကိုသူများထိတာနဲ့ကျမ်းမာခြင်းခွင့်ကိုတင့်တက်တာမှာစီစဉ်ခြင်းခံစားမှာဖြစ်တယ်ဒါကြောင့်ဒီကနေ့ကျွန်တော်ထပ်မံပြီးမှပြောချင်တာက ဘုရားသခင်ရှေ့မှာမှာတင့်တယ်တော့ခြေကိုပိုင်ဆိုင်တော့သူတို့ဟာကော်ပီတွေမဟုတ်ဘူးအမှန်ကန်တွေဖြစ်တယ်ဒီကနေ့ကျွန်တော်တို့တက်တမသူများတွေအစာချကျွေးမှဝတဲ့ကော်ပီဘဝနဲ့အသက်မရှင်ပါနဲ့ကိုယ်ကိုယ်တိုင်ဘုရားသခင်နည်းနည်းတော့နှုတ်ကပတ်တော်ကိုတိပြီးမှအဲ့ဒီနှုတ်ကပတ်တော်နဲ့အသက်ရှင်တော်သူများလွတ်မြောက်တော်သူများဖြစ်ဖွယ်အတွက်နှုတ်ကပတ်တော်နဲ့နှုတ်ဆွေးရခြင်းဖြစ်ပါတယ် ။ဒါကြောင့်ဒီကနေ့ကျွန်တော်တို့တက်တာမှာဒီနေ့ကနေစပြီးမှ အရင်တုန်းကထက်တာ၍နှုတ်ကပတ်တော်နဲ့အသက်ရှင်တော်သူများဖြစ်ဖို့ရန်ထပ်မံပြီးမှခွန်အားပေးရခြင်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာလူရှိမှတင့်တယ်တော်ချီများပိုင်ဆိုင်တော်သူများမဟုတ်ဘဲနဲ့ဖရာသခင်ရှိမှမှာတင့်တယ်တော်ချီများကိုပိုင်ဆိုင်တော်သူများဖြစ်ဖို့လို့ငါဤနုကပတော်အဖြစ်ဝိင္ဃတတိခံခြင်းဖြစ်ပါတယ်ဝိင္ဃတတိခံတဲ့ပုံမှာအထူးပဲဖျားခင်ကောင်းကြီးပေးပါစေ အလုံးမတည့်ရရအောင်ခရစ်ယာန်ဝါရှစ်တီး ြီးမင်္ဂလာများနဲ့ပတ်ရတော်ရစ်တပတ်ဖြစ်နိုင်ဖို့လုံးကမဆပါမိကြောင်းကျွန်တော်တို့အချိန်တိုင်းလုံးဆိုတဲ့အသက်တာတစ်ခုလုံးကိုသုံးပါးသုတိဖျားဖြစ်တော်ကောင်းကင်ဘုံရှင်ထောင်ဖျားတခင်ကေတင်ရာယေရှုခရစ်တော်ရဲ့ဂျေဇုနဲ့ကရုဏာတော်တန်ရှင်တော်ဝိညာဉ်တော်ရဲ့ငြိတချင်ဝတ်မြောက်ခြင်းတို့ဒီဤနေ့မှာဆိုင်ကာလအစီမြဲတက်ရောက်တည်ရှိတည်နေပါစေတော်အာမင်